အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာပူတရဖြစ်မျှဝေပေးချင်တာကတော့ကားရဲ့ aircon စနစ်မှာအသုံးပြုတဲ့အေးကွိုင်လို့ခေါ်တဲ့ evaporator တွေကဘာကြောင့်အပျက်စီးတာလဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုပူတရဖြစ်မျှဝေပေးချင်ပါတယ်ပထမဦးဆုံးအနေနဲ့ကားရဲ့ aircon စနစ်နဲ့ပတ်သက်ပြီးတော့ပူတရဖြစ်မျှဝေပေးချင်ပါတယ်ကားရဲ့ aircon စနစ်မှာဆိုရင် gas cycle မှာ compressor တွေပါဝင်မယ်အပူကွိုင်လို့ခေါ်တဲ့ condenser ပါဝင်မယ် နောက်ဂတ်ထဲမှာရှိနေတဲ့ရင်ငွေတွေနဲ့အမှုန်တွေကိုစစ်ထုတ်ပြီးဖို့အတွက်ဒရိုင်ယာဖစ်တာလို့ခေါ်တဲ့ဖစ်တာလဲပါဝင်မယ်။အဲဒီကနေပြီးတော့မှ air con ဂတ်တွေက expansion bar စီကို ရောက်ရှိမယ်။ expansion bar နေပြီးတော့မှ evaporator စီကိုရောက်ရှိမှာဖြစ်ပါတယ်။အဲ့တော့ evaporator ကကားရဲ့ dashboard တွင်ထဲမှာရှိပြီးတော့မှအဲ့ဒီကနေပြီးတော့မှ air con ဂတ်တွေက pipeline နဲ့ compressor စီကိုပြန်လဲရောက်ရှိမှာဖြစ်ပါတယ်။အဲ့လိုပုံစံမျိုးနဲ့ကားရဲ့ air con စနစ်ကအလုံးလုံးပေးနေတာပါ။အဲ့တော့ ဂက်ရဲ့စီးဆင်းတဲ့ပုံစံအားဆိုလို့ရှိရင်ကွန်ပရက်ဆာပြီးရင်အပူပိုင်လို့ခေါ်တဲ့ကွန်ဒန်ဆာပြီးရင်ဒရိုင်ယာဖစ်တာအဲဒီကနေပြီးတော့မှ expansion bar အဲဒီကနေပြီးတော့မှ AA ကွန်လို့ခေါ်တဲ့ evaporator evaporator ကနေပြီးတော့မှ compressor စီကိုရောက်ရှိမှဖြစ်ပါတယ်ဒီလိုပုံစံမျိုးနဲ့ကားရဲ့ air con gas cycle ကလေပတ်နေပြီးတော့မှ compressor တွေအပူပိုင်လို့ခေါ်တဲ့ condenser တွေနဲ့ dryer filter တွေကကားရဲ့ engine ခန်းထဲမှာများသောအားဖြင့်တပ်ဆင်ထားပြီးတော့မှ expansion bar ကကြတော့ကားရဲ့ engine ခန်းနဲ့ကားရဲ့အတွင်းခန်းတွေကဈားထဲမှာတက်ဆင်ထားတဲ့ပုံစံမျိုးဖြစ်ပါတယ်။တချို့ကားတွေမှာဆိုရင်တော့ကားရဲ့ dashboard အတွင်းထဲမှာနည်းနည်းလေးရောက်ရှိနေတဲ့ပုံစံမျိုးတွေလည်းရှိပါတယ်။ဒါပေမဲ့အေးကွိုင်လို့ခေါ်တဲ့ evaporator ကတော့ကားရဲ့ dashboard တွင်မှာရှိပါတယ်။တော်တော်များများကားတွေကအေးကွိုင်နဲ့ပတ်သက်ပြီးတော့စစ်ဆေးပြုပြင်တဲ့အခါမှာ ကားရဲ့ dashboard ကိုဖြုတ်ရတဲ့အနေအထားမျိုးရှိပါတယ်။တချို့ကားတွေဆိုလို့ရှိရင်တော့ကားရဲ့ dashboard ကိုဖြုတ်စရာမလိုဘူး။အဲကျွန်တော်ဒါအပြင်ကနေပြီးတော့ဖြုတ်လို့ရတဲ့အနေအထားမျိုးတွေလည်းရှိပါတယ်။ dashboard ရဲ့အောက်နားလေးကနေပြီးတော့ပေါ့ဗျာ dashboard ဖြုတ်စရာမလိုဘဲနဲ့အဲဒီကနေပြီးတော့ဖြုတ်လို့ရတဲ့အနေအထားမျိုးတွေလည်းရှိပါတယ်။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ကားရဲ့ aircon စနစ်မှာအေးကွိုင်နေပျက်စီးတဲ့အခါမှာ ပြုပြင်တဲ့ကုန်ကြမ်းဈေးကလည်းများနိုင်တယ်ဒါအပြင်ပြုပြင်ရတဲ့လက်ခပြုပြင်ရတဲ့ကြာချိန်တွေကလည်းပိုပြီးတော့ကြာစီနိုင်မှာဖြစ်ပါတယ်ဒါကြောင့်အေးကွိုင်းတွေမပြည့်စည်အောင်ကျွန်တော်တို့အနေနဲ့ တက်နိုင်သမျှဂယူးစိုက်ပေးဖို့လိုအပ်ပါတယ်။ဒါဆိုရင်အေးကွိုင်တွေကဘာကြောင့်ပျက်စီးတာလဲ။အေးကွိုင်တွေပျက်စီးရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့သူ့ရဲ့တက်တန်းပေါ့ဗျာနော်။အေးကွိုင်ရဲ့တက်တန်းကြောင့်လည်းပျက်စီးနိုင်တယ်။တက်တန်းဆိုတဲ့နေရာမှာအေးကွိုင်တွေကတကယ်တမ်းကတော့စေစုနှစ်တစ်ခုတချို့ကိုဆိုရင်စေစုနှစ်နှစ်ခုစာလောက်ကိုမပြက်စီးပန်းနဲ့သုံးလို့ရပါတယ်အဲ့တော့အေးကွိုင်တွေက များသောအားဖြင့်ဖုံနေအမှုံနေနောက်စားပေါက်တာတွေတန်ကြီးတက်တာတွေပေါ့ဗျာနော်အဲ့ဒါကြောင့်အများဆုံးပြက်စီးနိုင်ပါတယ် ်။ဒါ့အပြင် ကားရဲ့ gas ဆာကယ်ထဲမှာ ရှိနေတဲ့ aircon တွေကလည်းတစ်ခါလေးမှအဲဖိအားကြောင့်ပေါ့ဗျာဒီရိုစိတ်နဲ့ပြဿနာမျိုးတွေကြုံတွေ့တဲ့မျိုးတွေလည်းရှိပါတယ်။ဒါကြောင့်အဲဒီ အေးကွိုင်လို့ခေါ်တဲ့ evaporator ပောက်တဲ့ပြဿနာမျိုးတွေဒီခါလေးမှာကြုံတွေ့ရတယ်။ဒီခါလေးမှာဆိုလို့ရှိရင် accident ဖြစ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကားရဲ့ frame တွေစောင်းသွားလို့တခုကြောင့်ပေါ့ဗျာနော်။အဲဒီအေးကွိုင်ကိုထိပြီးတော့မှပောက်တဲ့ပြဿနာကြီးလည်းကြုံရတယ်။ဒါပေမဲ့များသောအားဖြင့်အေးကွိုင်က HVAC လို့ခေါ်တဲ့စနစ်ထဲမှာထည့်ထားတာဖြစ်တဲ့အတွက်အေးကွိုင်ကတော့အဲ့လိုမျိုးထိခိုက်တာကြောင့်တော့ပောက်တာတော့နည်းတယ်။ဒါပေမဲ့ accident ကြီးကြီးမားမားဖြစ်လို့ ထိခိုက်မိပြီးပေါက်တဲ့ပုံစံမျိုးတော့ရှိတာပေါ့ဗျာနော်ဒီလိုပုံစံမျိုးတွေကြောင့်ပေါက်တတ်တယ်နောက်တစ်ချက်ကကြတော့ installation ပြစ်ချက်ပေါ့ဗျာနော်တက်စင်တဲ့ပုံစံတွေပြစ်ချက်ရှိတဲ့အခါမှာအဲဒီအဲ့ဒီရဲ့ HVAC ဆိုတဲ့စနစ်ထဲမှာပဲအေးကွိုင်ကအထိုင်မကျဘဲနဲ့ကားရဲ့ဒီမောင်းနေနဲ့လှုပ်တာကြောင့်လည်းအေးကွိုင်တွေကအာဒီပွန်းပြီးတော့မှပေါက်တဲ့ပုံစံမျိုးတွေလည်းကြုံရပါတယ်ဒါကြောင့်အေးကွိုင်တွေကိုမပေါက်အောင်တော့ကျွန်တော်အနေနဲ့တတ်နိုင်တဲ့မြရာတော့ယူဆိုင်ပေးဖို့လိုအပ်ပါတယ်အဲ့တော့အေးကွိုင်တွေကဘာကြောင့်ပေါက်ရတာလဲအဲ့တော့အေး းခွိုက်နေတာဆိုလို့ရှိရင်ပျက်စီးတဲ့အခါမှာပေါ့နော်ဒီလိုမျိုးတက်တန်းကြောင့်မဟုတ်ဘန်းနဲ့အဲဒီတခြားသောအမှားယွင်းနေကြောင်ပေါက်တယ်ဆိုလို့ရှိရင်တော့ဒါကကောင်းတဲ့ချက်မဟုတ်ပါဘူးအတခါလေးမှာဘာဖြစ်တတ်လဲဆိုတော့ကျွန်တော်တို့တွေကအပြင်လေကြီးပဲတောက်လျှောက်သုံးတာပေါ့ဗျာနော်ကားမှာဆိုရင်အတွင်းလေသုံးလို့ရတယ်အပြင်လေသုံးလို့ရတယ် အပြင်လေကိုတောက်လျှောက်သုံးလို့ရှိရင်ဒီ air con filter ပေါ့ air con laser ပေါ့ဗျာ air con laser ကလည်းတဒန်းတိတ်ပြီးတော့မခံဘူးဒါပြင်ပြင်ပကရှိတဲ့ဖုန်နေမှုန်နေကလည်း evaporator စီကိုများများရောက်စေနိုင်တယ်ဒါပြင်ဒီခါလေးမှာ air con laser မလဲတာကြောင့်လည်း evaporator တွေပျက်စီးတဲ့ပြဿနာမျိုးတွေတော်တော်များများကြုံရတယ်အဲ့တော့ evaporator ကဒီ air quality နေရာဆိုရင်သူကဒီအေးနေတဲ့ဂက်တီကအတွင်းထဲမှာဖြတ်တန်းစီးဆင်းတာဖြစ်တဲ့အတွက် evaporator ရဲ့ ဘေးမှာအဲကွန်းဖွင့်ထားတယ်ဆိုရင်ဤဘာပီတာကအမြဲတမ်းဆူဆွတ်နေတယ်အမြဲတမ်းရေငွေ့ပြန်နေတယ်ပေါ့ဗျာဆူဆွတ်နေတယ်ပေါ့အဲ့လိုမျိုးဖြစ်တဲ့အတွက်ဖုန်နေမုန်နေကပ်ဖို့အတွက်ရဂိုင်းတုံးပူပြီးတော့များတယ်ပူပြီးတော့လွဲကူတယ်ဒီနေရာမှာကျွန်တော်တို့ကလေစစ်မပါဘဲနဲ့အဲကွန်းလေစစ်မပါဘဲနဲ့သုံးမိတဲ့အခါမှာဤဘာပီတာမှာအဲ့ဒီဖုန်နေမုန်နေကပ်မယ် ကတ်ပြီးတော့ဘာဖြစ်မလဲဆိုတော့အဲ့ဒီဖုန်တွေမှုန်တွေကနေပြီးတော့တန်ကြီးတွေလိုက်တယ်စားတွေပေါက်တယ်ပေါ့ဗျာအဲ့လိုပြဿနာမျိုးတွေကြောင့် evaporator တွေကမြန်မြန်ဆန်ဆန်ပျက်စီးနေနိုင်ပါတယ်။ဒါကြောင့်မဲကျွန်တော်တို့တွေကဘာလုပ်ရမလဲဆိုတော့ evaporator ကိုမပျက်စီးအောင်ပုံမှန်တန်ရှင်းလုပ်ရမယ်။အဓိကလုပ်ပြရမှာကတော့ aircon လေဆစ်တွေကို ပုံမှန်စစ်ဆေးလဲလဲပြီးဖို့လိုအပ်ပါတယ်။အင်ဂျင်ဝိုင်းလဲတိုင်းအဲကွန်းလေဆီတွေကိုပုံမှန်စစ်ဆေးပြီးမယ်။ဒါပြင်ကျွန်တော်တို့ကအသုံးပြုတဲ့အခါမှာလည်းအဲကွန်းစနစ်ကိုအသုံးပြုတဲ့အခါမှာလည်းအတွင်းလေကိုသာအဓိက သုံးစီခြင်းပါတယ်။အပြင်လေကိုသိပ်ပြီးတော့မသုံးစီခြင်းဘူး။အပြင်လေသုံးရင်းနဲ့ပြင်ပကနေပြီးတော့မှကြွက်တွေဝင်လာတာမျိုးတွေရှိတယ်။ဒါအပြင်အပြင်လေကိုသုံးခြင်းအပြင်ပြင်ပကအနက်သက်တွေထဲကိုဝင်လာရှိတယ်။ဒါအပြင်ဖုန်တွေမှုန်တွေအရင်များတဲ့လမ်းတွေမှာ အပြင်လေးကိုသုံးရင်အဲ့ဒီဖုန်နေမှုန်နေကြောင့်အဲကွန်းလေစိတ်ကလည်းခဏလေးနဲ့ကြီးပိတ်မယ်အဲ့ဒါကိုကျွန်တော်တို့ကမတိပန်းတဲ့ဒီတိုင်းပဲဆက်ပြီးသုံးနေမယ်ဆိုရင်နောက်ဆက်တွဲအနေနဲ့ evaporator မှာလာပြီးတော့ဒုက္ခပေးနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့တွေတက်နိုင်သမျှအတွင်းလေးကိုသုံးမယ်အဲကွန်းလေစိတ်တွေကိုပုံမှန်စစ်ဆေးလဲလှယ်ပေးဖို့လိုအပ်ပါတယ်နော်နောက်တစ်ချက်အနေနဲ့ကကြာတော့ကျွန်တော်တို့အနေနဲ့အဲကွန်းဂက်ရဲ့ ဖိအားကိုပုံမှန်ဖြစ်အောင်ထိန်းထားဖို့လိုအပ်ပါတယ်။ကာလီမာဆိုရင်ဂက်ဖိအားကပုံမှန်မဖြစ်တာဒီကြောင့်ယိုစိမ့်မှုတွေဖြစ်သွားနိုင်တယ်။ဒါကြောင့် gap pressure ကိုလည်းစစ်ဆေးပေးဖို့လိုအပ်ပါတယ်။နောက်တစ်ချက်အနေနဲ့ကကြတော့ဒီ evaporator မှာ moisture တွေမဖြစ်အောင်တတ်နိုင်တဲ့များဂရုစိုက်ရမယ်။ moisture ကတော့ဖြစ်မှာပဲရင်ငွေ့တွေကတော့ရိုက်မှာပဲ။ဘာကြောင့်လဲဆိုတော့ evaporator ရဲ့အတွင်းထဲမှာ အေးနေတဲ့0နာကတ်နေတဲ့ aircon ကတ်ဒီပေါ့ဗျာ0 degree celsius နာကတ်နေတဲ့ aircon ကတ်ဒီကဖြတ်သန်းစီးဆင်းတာဖြစ်တဲ့အတွက်အဲကျွန်တော် evaporator ရဲ့ပတ်ချာလဲမှာဘေးမှာရင်ငွေတွေကတော့ရှိနေမှာပဲအဲ့လိုမျိုးကပုံမှန်ရှိပင်မဲ့လဲကျွန်တော်တို့တွေကဘာလုပ်သင့်လဲဆိုတော့ aircon ပိတ်တဲ့အခါမှာဟိုပုံမှန်ပေါ့ဗျာကားကိုရက်လိုက်မယ် aircon ပိတ်ပြီပေါ့ aircon ပိတ်တဲ့အခါမှာကျွန်တော်တို့ကဘလိုဝါကိုခဏဖွင့်ထားခြင်းအားဖြင့်အဲ့ဒီ အီဗာရီတာမှာကက်နေတဲ့ရေငွေ့တွေကိုပျောက်စေပါတယ်ဒါဆိုလို့ရှိရင်ဆူထိုင်းမှုနည်းသွားပြီးတော့အီဗာရီတာပောက်တာကလည်းနည်းသွားနိုင်ရောပေါ့ဗျာပောက်တဲ့ရာဂိုင်းနှုန်းနည်းသွားတာပေါ့နော်ဒီလိုပုံစံမျိုးဖြစ်ရမယ်အဲ့တော့ကျွန်တော်အဲကွန်စနစ်တွေကိုမှန်မှန်ကန်ကန်အသုံးပြုတတ်ဖို့အသုံးချတတ်ဖို့လိုအပ်ပါတယ်နောက်တစ်ချက်အနေနဲ့ကကြတော့ကျွန်တော်တို့ဒီအီဗာရီတာတွေမပြက်စီးအောင်ပေါ့နော်အတက်ဆင်တဲ့ပုံစံတည်တည်ချာချာတက်ဆင်ပြီးဖို့လိုအပ်ပါတယ်ခါလီမာအထိုင်မကျတာတွေကြောင့်အီဗာရီတာတွေ အဲဒီပုံးပြီးတော့မှပောက်တာမျိုးတွေအပိုက်တွေကမျိုးစုံပေါ့ဗျာပိုက်တွေပောက်တာမျိုးတွေမျိုးစုံတွေဖြစ်နိုင်ပါတယ်ဒါကြောင့် evaporator နဲ့ပတ်သက်ပြီးတော့ဒီချာချာလေးတက်တဲ့အခါမှာဒီချာကူးဆိုင်စီခြင်းပါတယ် HVAC စနစ်ဆိုတာကဟိုဖွင့်ရတာတော်တော်လေးကိုနည်းပါပါတယ်တကယ်တမ်းတော့ကားရဲ့ dashboard ကိုဖွင့်ပြီးတော့မှ HVAC စနစ်ကိုပြုပြင်ကြတာဖြစ်တဲ့အခါကျတော့တခါပြုပြင်ပြီးသွားရင်အချိန်ကာလအကြာကြီးပြုပြင်စရာမလိုတဲ့စနစ်ထဲမှာပါဝင်တဲ့အတွက်ဒီချာချာစနစ်တကျ စစ်ဆီးမယ်ပြုပြင်မယ်ဆိုလို့ရှိရင်တော့ evaporator တွေပျက်စီးခြင်းကနေပြီးတော့ကာကွယ်နိုင်မှာဖြစ်ပါတယ်မိတ်ဆွေတို့ကို DVO file မှာပူဒါပြင်မျှဝေပြီးခဲ့တာကတော့ကားရဲ့ aircon စနစ်မှာအသုံးပြုတဲ့အေးကွိုင်လို့ခေါ်တဲ့ evaporator တွေဘာကြောင့်ပျက်စီးတာလဲ evaporator တွေမပျက်စီးအောင်ကျွန်တော်အနေနဲ့ဘလို့ပုံစံမျိုးဂယူဆိုင်ရမလဲဆိုတဲ့အချက်တွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကို DVO file လေးနဲ့ဘူဒရာပြေမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ